ခုလေးဈေးရောင်းတာနဲ့ပတ်သက်ပြီးတော့ပြောချင်တဲ့ post လေးဖြစ်ပါတယ်။တိတ်မကြခင်မှာအကုန်လုံးဈေးတွေပြန်ရောင်းတော့မယ်။တထေးရတောင်းခံနိုင်နေဆိုရင်တော့မတော်ရင်လူကတောင်းခံနိုင်မှာမဟုတ်ဘူးကိုယ်တနိုင်တစ်ပိုင်းစီးပွားရေးလေလုပ်ထားတဲ့သူတွေကတောင်းခံနိုင်မှာမဟုတ်ဘူးပြီးတော့ဒါက ecosystem ဖြစ်တဲ့အတွက်ဈေးမရောင်းဘူးဆိုလို့ရှိရင်လည်းအလူငွေရတစ်ချိန်လေးရက်သွားမယ်။တစ်ဖက်တည်းမှာပြန်ပြီးကြည့်ရမှာကြောင့်ဈေးတွေကြီးပဲတင်ရောင်းတဲ့ post တွေများလာရင်လည်းဈေးတွေကြီးပဲရောင်းပြီးတော့အကုန်လုံးကမေ့ခုံကြပြီပေါ့။အဲ့လိုလေအဖြစ်ခံလို့မရဘူး။ဘာလို့လဲဆိုတော့ဒီဘေးကကြတော့ဟို online မှာ hot တလိုမျိုး hot သွားပြီးတော့ရက်သွားလို့မရအောင်ဒါကိုပြောရဲဆိုတာအဲ့လိုလေမခံစားနေကြရပါဘူးဘာလို့လဲဆိုတော့တော်တော်များများကိုထိတာအောင် အတိုးတော်ကိုယ့်ရဲ့နေပေဒီဇိုင်းမှာမထီးတဲ့သူတွေရှိရဆိုလို့ရှိရင်အော်ဝမ်းနေလိုက်တာစိတ်မကောင်းလိုက်တာဥမာစုပြပတ်မှနေနေတာဒါကိုလုံးဝအပြင်မှာလည်းမမြင်အောင်ကိုနဲ့လည်းတကယ်တော့အများကြီးတွားပြီးတော့လက်လက်မိနေတဲ့ကိစ္စမဟုတ်နေဘူးအဲ့လိုမျိုးသူတွေပေါ့ဒါပါတော့ social media ပုံမှန်အတိုင်းပဲ post တွေကတင်ရင်းနဲ့ဒါကိုမေ့သွားတယ်ဆိုတာက ဖြစ်တတ်ကြတယ်အဲ့တော့စုပေါ်တော့အခုမြင်သလောက်ကိုပြောမျိုးကိုကဈေးလဲရောင်းဝင်ရောင်းရအောင်မယ်ဆိုရဲသူဆိုလို့ရှိရင် ဈေးဝယ်တဲ့သူနဲ့ဈေးရောက်တဲ့သူမှလေအခုချိန်အခုချိန်မဟုတ်ဘောနော်ချက်ချင်းမဟုတ်ရင်တော့မှ sooner or later လာပြန်ရောက်တဲ့သူတွေဆိုရင်နံပါတ်1ကဝယ်သူအနေနဲ့ဈေးမှန်ပြီးတော့ဒီအချိုးအမြတ်ကိုဟိုအချိုးအမြတ်ကိုမလူရင်လထလာအောင်ဘောနော်ဘာလူတိုင်းကလူနိုင်တာလည်းမဟုတ်ပြန်အောင်ဘောနော်အချိုးအမြတ်လူနိုင်လေပို့ပြီးတော့အားပေးလေကောင်းလေပေါ့သို့တော့မလူနိုင်ကိုကစော်ကားတာမျိုးမလုံနဲ့ဈေးတင်ရောင်းတာမဟုတ်ပဲနဲ့ဈေးမှန်ရောင်းနေတဲ့ စီးပွားရေးသမားတွေဆိုရင် support လုပ်ပါအဲ့ဒီစီးပွားရေးသမားတွေစီကနေပတ်စံပြန်ထွက်နိုင်နေ မထွက်နိုင်ဘူးဆိုရင်တော့မှ ecosystem ရဒီငွေရလေပတ်နေရဖြစ်တဲ့အတွက်ဒီနိုင်ငံမှာငွေကြေးလေပတ်တဲ့၍ပြန်ပြီးတော့ထူထောင်ဖို့အတွက်ကိုအခွင့်အလမ်းများတယ်အဲ့တော့ဒါလေးကိုစီးပွားရေးသမားတွေကိုမြင်တဲ့အမြင်ကိုပြောချင်တယ်စီးပွားရေးသမားတွေကလည်းဒီအချိန်မှာဈေးပြန်ရောင်းမယ်ဆိုလို့ရှိရင်ဥမာဆိုတော့ကွန်ပျူတာဆိုရင် necessary မဟုတ်ဘူးဒါပေမဲ့ ်ထုတ်တဲ့ပစ္စည်းတွေမှာ necessary ကုန်ပစ္စည်းလေးပါတယ်ဥပမာခေါင်းချိုရေးအစားဆုံးပေါ့ဒီခေါင်းကနေပြီးခြေပြားဒီဟတ်တူထိုးလို့ပေါ့ဒီလိုကုန်ပစ္စည်းပေါ့နော်အဲ့လိုမျိုးဟတ်တူထိုးသုံးလို့ရတဲ့ကုန်ပစ္စည်းလိုဟာမျိုးဆိုလို့ရှိရင်လှူလို့ရတယ်မလှူလို့ရှိရင်လည်းဒီလိုဟာမျိုးဆိုလို့ရှိရင်စုလို့အယောင်းနေပါတယ်ဆိုလို့ရှိရင်ပြန်ပြီးတော့ကြီးညာတဲ့ဥစ္စာမျိုးအဓိကလုပ်မယ်ဥပမာ necessary မဟုတ်တဲ့ပေါင်းတင်တာတော့ပါလို့ဆိုလို့ရှိရင်ဒါတွေကိုမကြီးညာနဲ့ ဲ့တော့ကိုယ့်ကိုယ်ပစ္စည်းမှာ necessary ဖြစ်တဲ့ဥစ္စာတွေကို mostly ချိန်ညားတာမျိုးပြီးလို့ရှိရင်ဒီ data မှာဆိုလို့ရှိရင်ဟိုပေါ့နော်ဒီဖြစ်နေတဲ့ event နဲ့ relate ဖြစ်တဲ့ဥစ္စာမျိုးနဲ့ပေါင်းချိန်ညားတာမျိုးလို့ဘာလို့လဲဆိုတော့လုံးဝကြီးပဲချိန်ညားတာကြီးပဲစတဲ့လို့ရင်လူတွေရဲ့စိတ်မှာဒီ post တစ်ခုဟာငလင်အောင်ငလင်ပြီးသွားပြီးပုံမှန်လဲချိန်ညားနေကြပြီဆိုတဲ့အခါမှာကိုမမြင်ရတဲ့ data တူတွေကဒီကိစ္စကိုမေ့သွားမယ်မေ့သွားတော့ဘာဖြစ်လဲဆိုတော့အလုံးဝင်မရတဲ့အခါမှာပြန်ပြီးတော့ထူထောင်ရေးမှာကြာတာပေါ့နော်အဲ့တော့ လူလဲလူကြီးညာလဲကိုနဲ့ပို့ပြီးတော့ဒီကြီးညာနေတဲ့ကုန်ပစ္စည်းနဲ့ရှိနေတဲ့ market နဲ့တိုက်ဆိုင်နေတဲ့အကြောင်းရင်းကိုထည့်တာမျိုးလုံးဝထားပါတော့လုံးဝလုံးဝကိုအနေနဲ့ကိုကွန်မြူစီကဘာမှတက်ဆိုင်ဘူးဆိုပါစို့ကဘာဖွင့်နေကွာတိတ်နေလို့လည်းမရဘူးဘာလို့လဲဆိုတော့ဘာပိုင်ရှင်နေလဲသူတို့မှဝန်ထမ်းနေရှိမှာပဲဆိုတော့အဲ့လိုမျိုးဥစားမျိုးဆိုလို့ရှင်လေဟိုပေါ့နော်ကျွန်တော်တို့အလိုက်လေးတိမယ်ပေါ့နော်ကျွန်တော်တို့တိတ်ဆိတ်စွာနဲ့ ကြီးညာခွင့်ပြုပါတိတ်ဆိတ်စွာနဲ့ကြီးညာရဲဆိုတော့ဘယ်လိုပုံစံလဲဆိုတော့ဘာဆိုတဲ့ဟာဟို marketing လုပ်လို့ရှင်ဘယ်လိုပုံစံနေလောက်ကြလဲဆိုတော့အဲတချို့ကြာလဲ menu တွေတင်တယ်ဒါတွေကဟိုနည်းနည်းဖောင်လွတ်တယ်ပေါ့နော်ဟိုတင်နေတာနားလေဟိုဒါပေမဲ့တချို့ကြတော့ဒီဘားမှာကြာဒီပျော်ပွဲရှင်ပွဲတွေ ကိုအတိကဥတီပြီးလောက်တယ်အဲ့ entertain ဥစ္စာလေးနည်းနည်းရှော့ဘာလို့ဥစ္စာပြောရတော့ပေါ့နော်စုအတွက်စုပြောတာနော်ဒါလှူရမယ်လုံးဝမပြောဘူးနော်စုသာစဉ်းစားခက်နေရဲ့ပိုင်ရှင်တယောက်ဆိုလို့ရှင်စုကတော့ကျွန်တော်တို့ဘာမှလာပါဒီချိန်မှာအားလုံးပင်ပန်းနေကြတယ်လာပြီးတော့အပန်းဖြေပါရှားတဲ့ဥစ္စာရဲ့ဘလောက်ကိုတော့ကျွန်တော်တို့လှူမယ်ကျွန်တော်တို့ဒီဒီချိန်မှာလှူတန်းမှုအတွက်ငွေကြေးလိုအပ်တယ်ထို့အတူကျွန်တော်တို့ရဲ့ အတမူဝင်ချောင်ပြူတာကအပျော်ပါအထက်ထိုင်းနဲ့အတမူဝင်ချောင်ပြူနေရမျိုးဖြစ်တယ်။အဲ့ address ဆိုပြီးတော့ဒီလိုလူတွေကတော့များများလှူပေါ့နော်။လှူပေါ့ဆိုတာစုကတော့အဲ့လိုတိုက်တွန်းလို့မရဘူး။ဘာလို့လဲဆိုတော့အလှူဆိုတာမျိုးကကြော်လေမလှဝင် blame လုပ်လို့မရဘူး။ဘာလို့လဲဆိုတော့မဒါသူတို့ပတ်စံပေါ့နော်။ဒါသူတို့ရဲ့ဆုံးဖြတ်ချက်ပေါ့နော်။အဲ့တော့ကိုအတက်နိုင်ဆုံးဟို blame မလုပ်ဘဲနဲ့ ignore လုပ်နိုင်အောင်လုပ်ပေါ့နော်။အမှန်တကယ်လှူစေချင်တာကွာတိလားစိတ်ကတော့အဲ့တော့ကိုသာ business သမားဆိုရင်တော့အဲ့လိုမျိုးစီးပွားရေးသမားတွေက လှူတဲ့နဲ့လှူတဲ့ပုံစံနဲ့ပြန်ပြီး promote လုပ်နောက်ဆုံး promote လုပ်လို့กว่าချိုးကပြောမှာပေါ့တော့ကကိုချိုးမရှိဘဲနဲ့ promote လုပ်ပါလားသူပြောချင်တာကိုချိုးမရှိဘဲနဲ့လုံးဝအမျက်ကြီးပဲ promote လုပ်ရင်ရေးရှိအတွက်ကိုအဆင်မပြေနိုင်တဲ့တွေပြောတာသူအဲ့လိုပေါင်းပြီး promote လုပ်မှာပြောသေးဦးနော်ဘာလို့လဲဆိုသူပစ္စည်းမှာ necessary လည်းပါ unnecessary လည်းပါအဲ့တော့ပြီးတော့သူလည်းလောလောဆယ်မှာကျွေးဘူးချက်ချင်းကြီးကို brand ရမရတော့ရဲ့ business ပုံစံမဟုတ်ဘူး ဘာမှမရမ်းမနဲ့ဝန်ထမ်းတွေထိုက်ကျွေးဖို့အတွက်ဘလောက်လောက်ထိငါဖို့လုံနိုင်လဲဆိုတာတွက်ပြီးတော့ရက်ထားတယ်ပေါ့နော်အဲစီးပွားရေးသမားကြီးမှလည်းဟိုလူတိုင်းကတူမှာမဟုတ်ဘူးအဲ့တော့ကိုကလုံးဝကိုယ့်ရဲ့ဝန်ထမ်းတွေကိုဥမာဒီလပိုင်းနေဆိုရှင်စုဘောနပ်ကိုတော့အများကြီးပဲပေးတယ်ဘူးအခုဆိုတင်းချက်လာမယ်ပေါ့အများကြီးတော့မပေးနိုင်ဘူးသို့တော့ဒီလူတွေအလုံးမပြတ်ဘူးအလုံးဆက်ရှိနိုင်နေဆိုတဲ့အခြေအနေကိုအလုံးဆက်ပြီးတော့ရှိနေအောင်အတသတင်းကျွေးနိုင်လေလားဘလောက်ဆိုပြီးတွက်တယ်စီးပွားရေးသမားကြီးလည်းအဲ့အရာတွေတစ်ချက်တွက်ကြည့်ပါ ကိုဘယ်လောက်ထိဟိုပေါ့ဒီစီးပွားမလုံးလုံးစင်မှာရက်ထားလို့ရှင်ဘယ်လောက်ဖြစ်မလဲပေါ့ဘယ်လို့ဆိုတော့တွေ့ရမယ်အာပြီးတော့နောက်တစ်ခုကဘယ်မျိုးတွေကကိုယ့်ရဲ့ customer များလဲဆိုရင် data research လေးနည်းနည်းလုပ်ပါအဲ့ဒီဟာတိတ်ကိုလိုတယ်တကယ်လို့ data မရှိဘူးဆိုလို့ရှင်ကိုလဲလုံးပါပါပြဿနာရှိတယ်အဲ့ကိုယ့်ရဲ့ demographic အာ data ကိုတေးချလေးဦးစားပေးပြီးတော့ကြည့်ဖို့လိုတယ်။ဥပမာဆိုလို့ဆိုရှင် Mendeley က customize ဆိုဆိုစီမှာအများကြီးပဲ။ရန်ကုန်ကတော့ mainly ပေါ့။ဒါပေမဲ့ Mendeley ကအရန်များတယ်။အဲ့တော့ဒါသည်ရောင်းအားကိုပုံမှန်ထိမှာပဲ။အဲ့တော့၃လလောက်မှာ Mendeley ကဘယ်လောက်လောက်ပုံမှန်မှာလဲ။အိမ်မာတဲ့သူကဘယ်လောက်မှမနိုင်တော့ဘူးလေ။ဒါလည်းကြည့်ရမှာပေါ့။အဲ့တော့ဒါဥပမာပြောရပါဘောနော်။နောက်တစ်ခုထပ်ပြောပြမယ်။လူတွေကထပ်စိတ်ဖြစ်လာမယ်။အပြောင်းလဲလာမယ်စိတ်ကိုပြောရပါဘောနော်။လူတွေကအခုငလင်ငလင်ငလင်လူရလူရလူရအခုစုလဲလူရကြီးပဲတိုက်တော့နေ။ ဒါပေမဲ့လူရဲ့စိတ်ကသူကရှင်သန်တဲ့သူရဲ့ survive လုပ်ဖို့အတွက်ကိုသူတို့ဘာလုပ်မလဲဆိုအပျော်ရှာလိုက်မယ်အပျော်ရှာရဲဆိုတဲ့နေရာမှာတခါလေးရရင်သူတို့ဟာသတွေပြန်ပြီးတော့ပုံမှန်အားဖြင့်အလွယ်ကူဆုံးပြောရမယ်ဆိုရင်တခုဖြစ်လို့ရှင် online မှာဟာသအမြင်နဲ့မြင်တဲ့သူတို့တခုဆိုအစုအမြဲပြောတဲ့ဥပမာလေးရှိပါတယ်ငွေကြေးဖောက်ပွားမှုတွေဖြစ်တဲ့အခါမှာလေအော်ဘွားကလည်း ငွေကြေး inflation ကမြင့်ပြီးဆိုရင်ဒေါ်လာတွေကဝယ်စုပြီးဈေးကျပြီးဆိုတော့မှဒေါ်လာတွေအကုန်လုံးပြန်ရောင်းထုတ်တယ်လို့ပါတော့အဲ့လိုမျိုးသူတွေဆိုရှင်ပေါ့နော်ဖြစ်နေတဲ့အခြေအနေက inflation ကအကုန်လုံးတူတူပဲဒါပေမဲ့သူကဟာကလေးနှောပြီးတော့ရေးတတ်တဲ့သူရှိတယ်အဲ့တော့အဲ့ဒီလိုလူတွေဆွနာလေးတာလူလာလိမ့်မယ်ဘာလို့လဲဆိုတော့ချက်ချင်းဟိုပျော်ပါစေဆိုပြီး entertainment တခြင်းတွေရယ်လှုပ်ချင်းကမပျော်နေဘူးဒါကအတူအယောင်ပျော်တယ်ဆိုတာဒီခစ်ကာလတွေမှာခန်းစားမိရတဲ့သူခန်းစားမိရပေါ့နော် အဲ့တော့နည်းနည်းလေးရွှေရွှေနှောင်းနှောင်းနဲ့သူတွေကတိတ်မစားခင်မှာလှူလာနိုင်မယ်။ဘာလို့လဲဆိုတော့စုပေါ်တော့စာရီဖတ်တယ်ပေါ့နော်။အဲ့ဖတ်တယ်ထဲမှာလေဒီလိုမျိုးအခြေအနေမှာအားလုံးစင်ပြေသွားမယ်အားလုံးဟိုစိတ်တင်းထားပါဗာဒါကတော့ရိုးရိုးအပိစကားလာဝယ်ရှိသေးတယ်ဒါပေမဲ့စူပါစုတ်กว่าတိလာဟိုဒီယာရဲ့အများကြီးအခုချိန်မှာတကယ်ဖြစ်သွားတဲ့သူကိုသူတို့ကထိရောက်တဲ့အပိမှုမဟုတ်နေဘူးပေါ့နော် ဲ့အချိန်မှာဘာပြန်ပြီးတော့လှုပ်ရလဲဆိုတော့အကောင်းဆုံးကပေါ့နော်လုံးဝကိုအခြေအနေရမ်းယူရင်တိတ်တိတ်လေးခဏနေပြသူပြောတာနားထောင်လိုက်သူကတချို့ဒီလိုလာပြီးတော့ရင်ဖွင့်နေဆိုတာသူတို့ရဲ့ mental health အကုန်လုံးကိုတတချင်းလို့မဟုတ်ဘူးမဟုတ်ဘူးဆိုတာတတဖို့နီးလဲတတချင်းကောင်းလဲတတချင်းပဲဒါပေမဲ့တတဖို့နီးလဲကလည်းရှာတွေ့ဖို့မလွယ်ဘူးဆိုတော့ကဘာလုပ်ရလဲဆိုတော့အဲ့ဒီသူတွေကိုနားထောင်ပေးလိုက်တာအကယ်လို့ဘေးမှာရှိရင်ဖတ်လိုက်တာဖတ်ပြီးတော့ I feel you saying ဘောနော်တူတူပဲငါငါတကယ်ထထုတည်းမြငါခံစားမိပါတယ်တခုတော့တေချာတာရှိတယ်ဒီပေါ့နော်စုနဲ့တိတ်နေမှာဒါရီအကောင်လုံးကထာဝရတော့မဟုတ်ဘူးဒါရီအကောင်လုံးက permanent ဖြစ်မှာမဟုတ်ဘူးဒါတို့တော့ပြောနိုင်တယ်အဲ့တခုတော့စုအမြဲပြောရဲဒါကိုလည်းပြောရဲဆိုတာဒါကကြတော့ဟိုအတင်း positive လောက်တာမဟုတ်ဘူးပေါ့နော် အရာအလုံးကမတီမြင်ပြီးတော့ကိုကအဲ့ချိန်မှာကိုနိုင်တဲ့သူလူနိုင်တဲ့သူဖြစ်နေကိုမကူနိုင်ရင်တော့မှကူနိုင်မဲ့အချိန်တွေရအောင်အချိန်တွေကြော်သွားရင်လွန်သွားရင်တော့မှဒီအကြောင်းအရာတွေလူတွေမမေ့အောင်ဆော်ဩတဲ့သူတယောက်ဖြစ်အောင်ကြိုးစားပါမယ်ဒီလိုဥစ္စာတွေနဲ့အားပြန်တင်းခိုင်းတာမျိုးဥပမာသူ့ situation ကိုသွားပြီးတော့မှတ်ထားပါအိမ်မရှိတဲ့သူပေါ့အိမ်နေလဲပြန်ရမှာဘလို့လဲပြန်ရမှာအဲ့ဒါတိတ်ဟိုမှာဖြစ်ဘူးပေါ့နော် false hope နဲ့တူတယ်ပေါ့နော် ပြီးတော့အဲ့ချိန်မှာဆိုရင်လေလူတွေကိုမေးလိုက်အိမ်ပြန်ရမှာဆိုပြီးပြောလိုက်ငါနေခဲ့တဲ့ငါကြိုက်တဲ့ငါမိသားစုနဲ့အိမ်မဟုတ်ဘူးလေတိလာပြီးတော့ငါမိသားစုကလည်းရှိချင်မှရှိမှာပေါ့နော်အဲ့ဒါတွေသူတို့မှကိုကအဲ့လိုတခွန်းပြောလိုက်ရင်သူတို့မှအဲ့အတွေ့အတွေ့မှာအဲ့တော့ကိုလုံးနိုင်တဲ့အပိုင်းရင်သူတို့ခဏလေးအာတင်းထားပါဒီဟာကိုပဲစုရတော့ထပ်ပံတလဲပြောရဒါတော့မှဒါရကောလုံး temporary မဟုတ်ဘူးဆိုရင်အဲ့စကားကလည်းဒါ online မှာ internet သုံးနေရ audience တွေကြည့်ရင်အဆင်ပြေနိုင်သေးတဲ့စကလုံးမျိုးပေါ့နော်ဒါပေမဲ့ ကိုကတဲ့သွားပြီးတော့ face to face ဒီလိုလုံးဝငလင်တန်အောင်မကြီးကြီးမားမားဆုံးရှုံးမှုခံထားရတဲ့သူဒါတွေအကုန်လုံးက temporary ဘာလို့ပြောလို့ရှိရင်လဲဟိုအခုရှိနေတာမဟုတ်လောက်ယူလာအောင်ခံစားရလဲဆိုတဲ့ဥစားမျိုးကိုသူတို့ခံစားမိစီတယ်ပေါ့နော်ပြန်ပြီးတော့အရင်တွေးနိုင်မဲ့အခြေအနေမှာမဟုတ်ဘူးသို့တော့သူတို့ရဲ့စိတ်ခံစားချက်ကိုပြောရအောင်ခဏအားတင်းထားပါကိုယ်တွေလုံနိုင်တဲ့သူတွေဘက်ကဘာတွေတော့ဘလို့ဖြစ်နေပြီအာဒီလိုဖြစ်အောင်ကြိုးစားပေးမယ်အခုဆိုလို့ရှင်ဥမာထားတော့သတင်းအစိုးရအများကြီးဆိုရင်တော့မှ Fox တဲ့တဲမဟုတ်ဘူးဒါပေမဲ့ ကယ်ဆယ်ရေးတရုပ်စာဖဲဘိုင်းနေလာနေပြောတယ်အခုဖဲရလိုတာလေလူနေရအပိုင်းမှာဥမထားရေးတော့ဖို့ရှိလားစားဖို့ရှိလားအကယ်လို့ဘယ်နေရာမှာတော့အခုလုံနေရဲ့အဲ့တော့ကျွန်တော်သွားယူပေးလို့ကျွန်တော်သွားယူပေးခဲ့မယ်ကျမသွားယူပေးခဲ့မယ်သွားတန်းစီပါဆိုတဲ့ဥစ္စာတက်ပေါ့နော်အကယ်လို့သာကိုလုံနိုင်လဲလုံနိုင်တဲ့ဥစ္စာပေါ့ဘလို့မှမရနိုင်ရင်လေဘာမှမပြောဘဲနဲ့ဖတ်လိုက်ဖတ်ပြီးတော့ငိုချလိုက်ငိုချလိုက်အဲ့အဲ့လိုမျိုးဥစ္စာပို့ပြီးတော့တက်ရောက်တယ်ဒါကကုညီတဲ့သူတွေ ကဘလို့ခံစားရတဲ့သူတွေကို comfort လောက်အောင်လဲဆိုတဲ့အရာ ခုနပြောရင်းနဲ့မဖြစ်တဲ့သူတွေဒီဥစ္စာမှာကိုယ်ဒါ right effect မဖြစ်တဲ့သူတွေအဲ့လူတွေကတိတ်မကြခင်သူတို့အမျိုးမျိုးနဲ့စိတ်ကိုထွက်ပေါက်လုပ်လိမ့်မယ်လူတွေထွက်ပေါက်ရှာတဲ့အခါမှာအပျော်ကိုထွက်ပေါက်ရှာတာရှိရယ်တချို့က neglect လုပ်ပြီးတော့ဟို denial လို့ခေါ်ရပေါ့ withdraw ပေါ့နော်ဒီလိုဒီအရာကိုမကြည့်ချင်တော့ဒီအရာကို neglect လုပ်လိုက်တော့ဥမာထားပါတော့ဘလို့တွေဖြစ်တတ်လဲဆိုလို့ရှိရင်အခုခုပ်လဲဖြစ်တယ် ခုတည်းဖြစ်တယ်ဆိုလို့ရှိရင်ကိုကဘာမှမလုပ်ပေးနိုင်ဘူးခုဖြစ်တော့ဆိုလဲတိရတဲ့အတိုင်းဘာမှမလုပ်ပေးနိုင်ဘူးတနေ့လောက်ကြာတဲ့ခါမှာဘာလုပ်လဲဒါရင်းနဲ့ပတ်သက်ပြီးတော့ပြောနေတဲ့သတင်းတွေမကြည့်ချင်တချို့ဆိုရင်လုံးဝ unfollow လုပ်တယ်မမြင်ချင်တာတွေပေါ့နော်ဖယ်လိုက်တယ်အဲ့ဒါအရင်တော့လူတွေကသွေးအေးလိုက်တာလို့စဉ်းစားတယ်တကယ်တော့လူတွေရဲ့အုံနောက်ကရှင်သန်မှုအတွက်မှာခုနကပြောလို့ပျော်ရွှင်မှုနဲ့ထွန့်ထွန့်မထွန့် withdrawal သို့မဟုတ် denial ပေါ့နော်အဲ့ဒီကိုယ့်ရဲ့ ရှိနေခြင်းအားလုံး acknowledge လုပ်ပြီးတော့လစ်လျူရှုလိုက်တယ်။ဘာလို့လဲဆိုတော့သူတို့ရှင်သန်ဖို့အတွက်လို့လို့အဲ့လိုပုံစံနဲ့ထွက်ရင်ထွက်နောက်ထပ်တစ်ခုကကြတော့ against လောက်တာ defense လောက်တာနဲ့ထွက်တယ်။အဲ့ဒါကြဘယ်လိုလဲဆိုတော့တိတ်မကြခင်နော်ဒီလူနေတဲ့သူတွေဆော့အောနေတဲ့သူတွေကအောင်မအပူသေးကြီးတွေသို့မဟုတ်မပြီးတော့ဘူးလားကိုယ်တွေပျော်ဖို့အတွက်လဲလောက်တာအပြစ်မရှိဘူးဒီလိုမျိုးစာဆန်ဆန်နေဒီလိုမျိုး အပြုတ်မှုဆန်လာတယ်ပအဝင်းချင်မှမြင်လာလိမ့်မယ်အဲ့အချိန်မြင်လာလို့ရှိရင်အရင်တော့စုလေအရှမ်းသွေးစုတာဘာလို့များဒီအချိန်ပြောရရခုဆိုရင်မပြီးသေးဘူးဒါပေမဲ့ဒီဥစ္စာကြီးအခုစပြီတော့ဗောနောအာလူသနာလူပြီးရင်တော့ကိုကကိုကိုဘွားနဲ့ကိုနေရမယ်ဆိုရင်စာမျိုးတွေထွက်တယ်စုပြောတာနားလေတယ်ထွက်မှာပဲထွက်တာမဟုတ်ဒီပြောတဲ့လူရဲ့ behavior ကိုစုအောင်ပြောနေတာကွာဒီလားဘလို့ဘလို့ပုံစံလူတွေရှိရဲအဲ့အတွက်ဒီလိုလူကရှိမှာပဲ တို့တော့ဒီလိုစာတော့မတင်ပါနဲ့ဘာလို့လဲဆိုတော့ကိုကတင်လိုက်တယ်ဆိုလို့ရှိရင်ပေါ့နော်ဒီရာကိုအများကြီးအားပေးရလျှောက်ပြီးတော့အားလုံးကအခုချိန်ချက်ချင်း normalize တော့ဖြစ်လို့မရပါဘူးနော်အနည်းဆုံးခံတော့ခံစားရတယ် mental breakdown လည်းဖြစ်တယ်ဒါပေမဲ့လူတွေအဲ့ဒီအပူဆုံးအဆိုးဆုံးဒီ energy ရေဒီအရန်ထွက်တဲ့အချိန်အဆိုးတော်လကောင်အကောင်းတော်လကောင်ထွက်တဲ့အချိန်ကဘာပြန်ဖြစ်လဲဆိုတော့တွန်းအပြန်ဖြစ်ပြီးတော့တချို့ကြအားပြန်ဖြစ်တယ်သိလားဟိုမှာ mental breakdown ကအဆိုးဆုံးပေါ့ဒီဟာရဲ့ same time မှာဘာပြန်ဖြစ်လဲဆို anchor လို့မျိုးပြန်ထွက်မလားဒါမှမဟုတ်မခန့်ချင်စိမ့်တဲ့တစ်ခုလုံးမလားတစ်ခုခုပေါ့နော်အဲ့လိုပြန်ထွက်တက်တဲ့အတွက်နောက်ဆုံးမဖြစ်ရင်တော့မှ one day ချင်းကိုပြန်ပြီးတော့တင်ပြတဲ့အခါမှာဒါကြီးကမပြီးသေးဘူးဆိုတာသိတဲ့အခါမှာလှုပ်ပေးနိုင်တယ်သူတွေဆက်လှုပ်ပေးနေအဲ့တော့လူတွေမှာ defense လုပ်တဲ့သူတွေရှိလို့ရှင်လဲနားလဲပြလိုက်အော်ဟုတ်ပြီသူရဲ့ရှင်တန်ဘောက defense လုပ်ပြီးရှင်တန်တာပေါ့ defense လုပ်ပြီးရှင်တန်နေဆိုတဲ့နေရာမှာပေါ့နော်မှားရွေးနေတဲ့ theory တစ်ခုကို defense လုပ်ပြီးရှင်တန်ခြင်းဟာတခြား ဟိုဘာလုပ်ရမလဲဘာတွေးရမလဲမသိဘူးဆိုရဲသူတွေကိုအဲ့လိုပုံစံကိုခိုင်းသွင်းလိုက်တဲ့လိုမျိုးကိုယ့်ရဲ့စာတွေကိုယ့်ရဲ့စကားတွေကဖြစ်သွားစေတယ်ပေါ့နော်စခုနာပြောလို့မှားလားဆိုရင်ဒီရှင်တန်ရေးအတွက်ခုနပျော်ရွှင်မှုကိုရှာတာသို့မဟုတ်ဒီအားလုံးကိုလစ်လျူရှုလိုက်ခြင်းနဲ့ရှင်တန်မှုကိုရှာတာသို့မဟုတ်ဒီလို defense လုပ်ရင်းနဲ့ရှင်တန်မှုကိုရှာရဲပေါ့အဲ့တော့အဲ့နေရာကြီးအကုန်လုံးမှာ effect တွေနဲ့လောက်ရမဲ့ပုံစံတွေရှိတယ်အဲ့တော့ဥပမာစုပေါ့နော်ဒါမှကိုဘဝနဲ့ဘာမှမဆိုင်ဘူးစု online ပေါ်မှာမသိမိမဲ့ကိုဘွားနဲ့ကိုအကူအဆင်ပြေအောင်လုပ်တဲ့ဥစ္စာရှိစုချင်းသွားတယ်အမြဲသွားတယ်ဒီရပိုက်ပို့သွားတယ်ဒါပေမဲ့စုရဲ့ဒါပျော်ရွှင်မှုကိုရှာတဲ့ပုံဒါပေမဲ့စု line ပေါ်မတင်အဲ့တော့အကယ်လို့ကိုကလည်းအဲ့လိုမျိုးကိုရဲ့ပျော်ရွှင်ခြင်းကိုရှာရတဲ့နေရာမှာကိုကဈေးဝယ်ထွက်ခြင်းနဲ့ပျော်ပျော်ရွှင်မှုကိုရှာတတ်တယ်ဒါမှမဟုတ်ကိုကငွေဝင်မှပျော်တဲ့အတွက်ဈေးရောင်းမိ ဲ့တော့အဲ့လိုတွေလောက်တိုင်းမှာစုပြပျော်ရွှင်မှုကိုရှာတဲ့ဥစ္စာမှာပြစီရမလို့ပဲနဲ့ခံစားပြီးပျော်ရွှင်မှုကိုရှာလို့ရတယ်။ဒါမှမဟုတ်ပဲနဲ့ပြပြီးတော့မှကိုကပြောဟိုဘာသာပါဈေးရောက်တာမျိုးဆိုရင်ခုနကလိုပြောဆိုပြီးမှတင်ပြီးမှရောင်းလို့ရတယ်ဆိုရင်စုရှိမှပြောတယ်လို့မျိုးဒီစီးပွားရေးသမားတွေဘယ်လိုလုပ်တယ်လဲဆိုတဲ့ပုံစံနဲ့ရှာတာမျိုးနောက်တစ်ခုက net club net club ဆိုတဲ့နေရာမျိုးမှာစုအဲ့လိုမျိုးဖြစ်မှာဆိုပထမ video တစ်ခု mental health နဲ့ပတ်သက်ပြီးတော့စုအရေးအမွေလေးပြောသွားတယ်။ဘယ်လိုပုံစံပြောသွားရလဲဆိုတော့စုကတိတ်မကြခင်အကုန်လုံး net club လောက်တာရှိလာနိုင်တယ်။အဲ့တော့စုကတော့စုကိုယ်တိုင် net club လတ်လောက်တဲ့ညီးပေါ့နော်အရန်ညီးတာတွေအရန်ကိုဥပမာဖြစ်တဲ့ဥပမာ force hold တွေညီးလွန်းတာတွေဒါတွေကိုစုနက်ကလတ်လောက်တယ်ပေါ့နော်ဒီနက်ကလတ်လောက်တဲ့အခါမှာဒါတွေကိုမမြင်ရတဲ့အခါမှာဘာဖြစ်လဲဆိုတော့နည်းနည်းတော့ကိုကဟိုလှူတဲ့ဥစ္စာတွေတုံးမို့တခုဆိုကိုနဲ့မဆိုင်တယ်လို့တော့ဖြစ်သွားတတ်တယ်အဲ့အတွက်ပြန်ပြီးတော့ကိုကကိုဒီစဝိုင်းတွေမှာဒီဥစ္စာတွေမှာအရန်ကြီးမလွတ်သွားအောင်ပေါ့နော်ဘာလို့လဲဆိုတော့လွတ်သွားလို့မရဘူးတယောက်တည်းလွတ်လပ်နေလို့မရဘူးပေါ့နော်ဟိုကူနိုင်တဲ့အခြေအနေမှာကူမတော့ရမယ်ဘာလို့လဲဆိုတော့ဒီအခြေအနေကတော့နည်းနည်းလေးဖြစ်သွားမှာမဟုတ်ဘူးတော်တော်ဖြစ်သွားတာ တော့ကုမအောင်ရမှာဖြစ်တဲ့အတွက်တော့ကုလို့ရမယ့်ဥစ္စာဒီလိုကိုအနေနဲ့ဆက်ပြီးတော့ပြောနိုင်တယ်ဆော်အောနိုင်တယ် energy နဲ့လုံနိုင်တယ်ဆိုတဲ့ situation နဲ့ surrounding system ကိုတော့သူ့အရဖန်တီးထားလုံနိုင်တဲ့အခြေအနေရှိလို့တော့ဒါလူတိုင်းလုံနိုင်တယ်လို့သူ့မပြောဘူးเนาะတယောက်တယောက်အခြေအနေတွေမတူဘူးကိုကတချို့မခံစားနိုင်တော့တဲ့ဥစ္စာဆိုလို့ရှိရင် neglect လုပ်လဲအဲ့ဒါအကြောင်းတယောက်ချင်းစီကိုဘယ်လိုပုံစံလုပ်ပါဘယ်ဟာတော့ဘယ်လုပ်တင်ပါလဲလို့မပြောလို့မရဘူးလဲဆိုကိုခံစားချက်ပုံမူတည်တယ်သူ့အရဘာလဲဆိုတော့အရေးကြီးတဲ့အရာဘာလဲဆိုတာလိုက်ရှာတယ်အလူအရေးကြီးရလားဒါမှမဟုတ်လို့ရှိရင်တေချာ ပေါက်ကိုဒီသတင်းကလူတွေတိတင်ပြီးတော့ရှောင်ဖယ်တင်တဲ့သတင်းမျိုးလားဒါမှမဟုတ်လို့ရှိရင်ကယ်ဆယ်ရေးအတွက်လိုအပ်နေတာလားအဲ့လိုမျိုးသတင်းနေဆိုရင်မရှောင်ဖယ်ဘူးရှောင်ဖယ်ရမယ်အဲ့စုအတွက်ပေါ့နော်စု energy မှာစုကိုယ့်အကိုခံစားလိုက်တယ်ပေါ့ဒီသတင်းကိုသိချင်းအဖြစ်ငါဘာဆက်ဖြစ်မှာလဲငါဘာပြန်လှုပ်ပေးနိုင်လဲအတူတူဝမ်းနေရုံပဲလေပဲလားအဲ့ဆိုရင်တော့စုကလောလောဆယ်ဝမ်းနေမှုတွေကဟိုအများကြီးမလိုအပ်နေဘူးပေါ့နော်စုရဲ့ energy လှုပ်လှုပ်ပေါ့အောင်ဝမ်းနေပြီးတဲ့အခါမှာပောက်ကွဲပြီးလှုပ်တဲ့ဥစ္စာမျိုးမဟုတ်ဘူးခေါင်းရှင်းအောင်ထားတယ်ခုနကပြောသလိုလူလဲဝါလို့မဖြစ် ြစ်တဲ့အတွက်ခြင်းပြန်သွားတယ်ပို့ပြီးတော့သွားတယ်အဲ့ဒီဘေးမှာအဲ့ဒီခုနပြ false hope လေး toxic positivity အဲ့ဒါခုနဖယ်ပလိုက်တယ်ကိုမလိုအပ်တဲ့ဝမ်းနဲ့ကြေကွဲလွန်ရတဲ့ကိစ္စတွေထားလိုက်တယ်အဲ့ဒါတွေထားပြီးတော့မှနောက်ဆုံးခုလိုမျိုးဗီဒီယိုတွေသို့မဟုတ်ကိုဥမာညာနာနဲ့ငွေရှာနိုင်လားဘယ်ပုံစံရှာနိုင်လဲဆိုတာရှာတယ်ရှာပြီးတော့စုအမြဲပြောတယ်စုအရင်ရောမလိုစုအမျက်ကိုလှူမယ်ပြောတယ်အမျက်မှာဆိုရင်စုရဲ့လုပ်အားကပါမယ်ဝန်ထမ်းတွေကပါမယ် operation runner ပါမယ် subscription တွေပါမယ်အဲ့တော့ဒီဥစ္စာတွေအကုန်လုံးကိုဖဲ့တယ်မ ဖယ်ဘဲနဲ့အရင်အထိပါလှူလို့ရှင်နောက်တစ်ခေါက်လှူလို့မရအောင်အဲ့တော့အဲ့ဒါလည်းတခါရဲပေါ့နော်စီးပွားရေးသမားတွေကိုနားလေပေးစီခြင်းနဲ့ပေါ့နော်စီးပွားရေးသမားတွေကလည်းဘတော်မှသူတို့အရင်နေရမလှူဒါခိုင်းခါမဲ့တပည့်အမှန်အတိုင်း transparent ဖြစ်ဖြစ်နဲ့ပြောတာပေါ့နော်အဲ့တော့ကိုကြည့်နေတဲ့သူကလည်းဒီအောင်နားလေပေးစီးပွားရေးသမားတွေကလည်းအဲ့ဒါကို transparent ဖြစ်ဖြစ်နဲ့ပြောဥမာတချို့ကမျောလင်းချက်ကိုအများကြီးပို့ပြီးတော့အကုန်လုံးများလှူလေမလားလို့စဉ်းစားကောင်းစဉ်းစားမယ်အဲ့ဒါဆိုလို့ရှင်ဒါပြည့်အသားနဲ့ဘလောက်ဘလောက်ဘလို့လှူမလဲဒါ ਉਹ that's it transparent ဖြစ်ဖြစ်နဲ့ပြောပါရီကူရာတွေကိုစုရတော့စုရဲ့ဒီလိုမျိုး စုရဲ့တူးတဲ့ support system ပေါ့ကိုယ့်ရဲ့ mental ecosystem ပေါ့နော်အဲ့ဒီဥစ္စာတွေအကုန်လုံးပတ်ဝန်းကျင်ကိုအခြေအနေကိုစုတာဖန်တီးပြီးမှစုလို့လူမျိုးကကြတော့ပြန်ပြီးတော့သူများကိုပြောနိုင်တဲ့သူမျိုးတော်တော်များများသူလည်းဧည့်အတိုင်းပဲနော်လူကလည်းကိုကိုယ်တိုင် energy မပြည့်ပဲသူချုပ်သူချားသူကိုပေးမပေးနိုင်ဘူးအဲ့လိုလူကြီးပဲရှိတယ်လို့ပြောတာမဟုတ်ဘူးလူရဲ့ရှင်သန်ပုံအရာကကိုကပြည့်နေမှာတခြားသူကိုထပ်ပြီးတော့တွေးနိုင်တဲ့ဥစ္စာတွေလုပ်နိုင်တာလေဥပမာဒီပုံလေးလို့ပေါ့နော်သိလားဒါကာတွန်းဆိုပြီးတော့မဟုတ်ဘူးမထင်နဲ့ပေါ့နော်လူရဲ့ရှင်သန်ပုံကိုပဲဦးစားပေးလာရတဲ့ ခါမှာဘာဖြစ်လဲဆိုတော့ကြံတဲ့အရေးကြီးတဲ့အရာတွေထပ်စင်စားဖို့ထပ်စင်စင်စားဖို့ဆိုတာမဖြစ်နိုင်ဘူး။အရန်ခက်ခဲသွားတယ်။အဲ့တော့လုံးဝ effect အများကြီးမဖြစ်သေးရဲ့ရန်ကုန်ကသူတွေအထူးသဖြင့်အားရှိနေဖို့လိုတယ်နော်။အားတင်းပြီးတော့ကိုကဆက်ပြီးတော့ယုံနိုင်နေဖို့လိုတယ်နော်။ခုချိန် mental breakdown နဲ့ဘာဆက်လုပ်ရမလဲမသိတော့တာဖြစ်လိမ့်မယ်။ဒါပေမဲ့အခုချိန်မှာထပ်ပြီး resilient ကျသွားလို့တော့မရဘူး။အဲ့တော့စုကတော့စုပြောမယ်နော်။ခုချိန်မှာခါသားကားကြီးကြီးအကောင်းဆုံးကတော့အရန်ကိုခန္ဓာကိုယ်ကချွေးထွက်တာဘယ်သူမှတော့ဒီချိန်ထပြီးတော့ဂျင်မဆော့ခြင်းကွာသိလား။ဟိုအထူးသဖြင့်တစ်ခါမှ တိတ်ချမစော့ရဲသူဆိုပိုလို့အောင်မစော့ချင်သေးဆုပ်ပြချင်းစော့မှာမဟုတ်သို့တော့အရန်အေးပြတ်ခန့်တာမျိုးတွေမလုံနဲ့ anxiety ရအရန်ဖြစ်နေတဲ့သူတွေရှိမယ်အဲ့လိုလူဆိုရင်တော့ချက်ချင်းအိတ်ပါလို့လည်းပြောမရဘူးကိုယ်တိုင်လည်းညဆိုရင်အခုတည်းလောက anxiety များတာမအိတ်နိုင်ဘူးအော်မအိတ်နိုင်တော့ဆုကဘာလုပ်လဲဆိုတော့ခုနကပြောသလိုခန္ဓာကိုလှုပ်ရှားမှုချင်းအောင်မရအောင်သွားချင်းသွားတော့ခန္ဓာကပယ်မှန်းတယ်ပယ်မှန်းတော့မရအောင်အိတ်ချင်တယ်ဆိုတာဖြစ်သွားတယ်ပေါ့နော်အဲ့လိုမျိုးပုံစံနဲ့ကိုယ့်ရဲ့ ecosystem ကိုပြန်ဆောက်ကိုယ်ပိုင် ecosystem ကိုပြန်ဆောက်အကယ်လို့မဆောက်နိုင်လို့ရှိရင်ကိုကအားမရှိရင်သူများကိုပြန်မလှူနိုင်ဘူးအဲ့တော့ကိုယ့်ကိုအမြဲပြန် ံတွေငါဝန်းနေလိုက်တာငါ survivor kit ဖြစ်တယ်ငါဒီຢာတွေမှာငါအပြစ်ရှိသလိုခံစားရတယ်ဒါတွေခဏလေးရအပြစ်ရှိသလိုခံစားရတယ် survivor guilt ဖြစ်နေရဆိုလို့ရှိရင်သွားလှူနိုင်လို့လှူဖို့ပါလို့လေငွေလိုတယ်အဲ့တော့ငွေဘယ်လိုပုံစံရှာမလဲငွေကိုကိုလည်းမထိခိုက်သူများလည်းအဆင်ပြေဆိုရင်ဒီကိုပထမဆုံးတွေးကိုလုံငန်းအဲ့ဒါနဲ့မတွေးနိုင်โอเคဒါဆိုလို့ရှိရင်ဒီကိုကလှူပါမယ်သူမဟုတ်ဟိုအလိုက်တိစွာနဲ့ဈေးရောင်းပြီးဒါမျိုး ဟိုလှူဒန်းတာမျိုးလှုပ်တာမျိုးဒီပုံစံကကိုယ့်ရဲ့ guilt ထိုးတော့ဆိုတော့အများကြီးတက်တာတယ်ဒီအချိန်မှာတမတမတ်မကြတဲ့သူတွေရောင်းနေရအများကြီးရှိတယ်ဘာလဲဆိုတော့တမတမတ်ကြတဲ့စီးပွားရေးတမားတွေကကြတော့လေအလိုက်တီးစွာနဲ့အေးစစ်စစ်လေးငြိမ်နေတယ်ငြိမ်ရောဘာဖြစ်လဲဆိုတော့အဲ့အချိန်မှာဇွတ်တွေရောင်းတဲ့သူတွေရှိရဲ့အဲ့ရောင်းတဲ့သူတွေစီကနေပြီးမတိတဲ့အခါမှာဟိုလူတွေကလည်းရောင်းနေမှမတိတဲ့အခါမှာဝယ်တဲ့သူတွေကလည်းအဲ့ဈေးတင်တာတွေဝယ်သွားဝယ်နေမိတယ်ဆိုတော့ကကိုယ့်အကူမှန်ကန်အောင်အမျက်ကြီးမစားဘဲနဲ့ ပြီးတော့ကိုယ့်ရဲ့ငွေဟာလိုအပ်တင်ရတဲ့နေရာတွေကိုစီးစင်းနိုင်လေလေကောင်းလေလေပေါ့နော်အဲ့လိုတွေပါလှုပ်ပေးနိုင်နေတဲ့သူဆိုလို့ရှိရင်တော့ဒီစင်မှာအများကြီး guilt ကိုမဖြစ်ပဲနဲ့ကိုယ်အုံးပျော်ရွှင်မှုပျော်ရွှင်မှုတော့ပြန်ရှာပါခုနကပြောသလိုအားလုံးထဲမှာ၃ချက်ကို mainly ဒီဗီဒီယိုမှာပြောရယ်ပေါ့နော်အချက်ကိုပြန်ပြောရမယ်ဆိုလို့ရှိရင် deny ဖြစ်တတ်တယ်အားလုံးကကိုယ့်အကိုငြိမ်သွားတတ်တယ်တိတ်သွားတတ်တယ်ဒီအရာကိုနောက်တစ်ခုကကိုယ့်ရဲ့ပျော်ရွှင်မှုရှာတဲ့အပိုင်းရှိတယ်နောက်တစ်ခုကじゃ defense လုပ်တတ်တယ်အဲ့လိုလူ၃ယောက်မျိုးရှိလာနိုင်တယ်အဲ့တော့ ကိုက defense လဲအတင်းဖြစ်နေရမှာမဟုတ်ဘူးအဲ့တော့ defense လဲမဖြစ်သေးဘူးနောက်ကွာ ignore လဲလောရမယ့်အချိန်မဟုတ်ဘူးအဲ့တော့ပျော်ရွှင်မှုရှာရမယ့်အချိန်အဲ့တော့ပျော်ရွှင်မှုကိုမှန်ကန်တဲ့နီးနဲ့အဲတိတ်တိတ်လေးပျော်ပြီးတော့ဆက်ပြီးတော့သွားပါဒါလေးကိုလည်းစုပြောချင်ပါတယ်လို့